ဘာတွေအဓိကသူ့ဘဝမှာကြုံရမလဲဆိုတော့ဘဝတစ်လျှောက်လုံးမှာသူကလောကဓာတ်ကိုကောင်းကောင်းရင်ဆိုင်ကျော်ဖြတ်ရလိမ့်မယ်။သူကသူ့ရဲ့ဘဝမှာစိတ်ပင်ပန်းမယ်အခက်ခဲအတားဆီညားနိုင်နေပေါ့နော်။မနာလူလည်းသူ့မှာရှိတယ်။ဘဝမှာတပါးသူရဲ့အဲ့လိုသူကလိန်ညာမှုကိုတစ်ခါမှကကြုံဝတ်တတ်တယ်အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှတော့လဝပြည်မှာပါတဲ့အမှတ်အသားအကြောင်းလေးတွေကို ဒါနဲ့ငယ်မြောက်ပြီးပြီးသွားမယ်ပေါ့နော်ဒီမောက်ဆုံးပုံမှာပြပေးထားသလိုလဝပြင်းရဲ့ဒီလဝပြင်းပေါ့နော်လဝပြင်းရဲ့နှလုံးလန်းနဲ့ဥကောင်းလန်းချာမှာလေးရောက်ကွက်ပုံစံနဲ့အမှတ်သားလေးပါနေမှာပေါ့နော်ဒီကတော့လေးရောက်လေးရောက်ကွက်ပါနေတယ်ပေါ့ဒီလိုလေးရောက်ကွက်ပါနေမှာဆိုရင်ဒီလိုလက္ခဏာချင်းညာတို့ရဲ့ဖွားမှာပေါ့နော်တို့အကာအကွယ်တားဆီးဒီဟိုအထောက်အကူဖြစ်တာကိုပြတယ်ပေါ့နော်ပြောရမဆိုရင်တားဆီးအနေရည်ရဲ့အကာအကွယ်ရနိုင်တာကိုပြတယ်ပေါ့နော်ဟိုဒီလိုလေးရောက်ကွက်လေးပါနေမှာဆိုရင် ဟိုဘေးအနေအပေါင်းကနေပြီးတော့ကိုယ်ကိုကာွယ်ပေးနိုင်တယ်အဲ့လိုမနာလူသူတွေရဲ့အတိုက်ကဒါစီအနေရတွေပေါ့နော်ကိုဒီလေးလောက်ကကအကာအကွယ်ပေးတယ်ပေါ့နော်ဟိုအနေနဲ့များအထောက်အကူဖြစ်စေတာကိုဒါပြပေးထားတယ်ပေါ့နော်ဟိုအဓိကကတော့ကို့မှာမနာလူသူအတိုက်ကချိလဲပေါ့နော်ရှိနေမယ်ပေါ့ရှိနေမယ်ဒါပေမဲ့ဒီလေးလောက်ကကြောင့်ကိုကဒီအရာတွေကိုကြောဖြတ်နိုင်တယ်ဟိုကို့ကိုကာကွယ်မှုပေးရတယ်ပေါ့နော်ကြီးကြီးမားမားမထိမထိခိုက်အောင်အဲအတားစီနေအောင် ဒီအညာနဲ့အောင်လို့ပေါ့နော်ဒီအမှတ်သားကကာကွယ်မှုပေးတယ်သူကအထောက်ကူကောင်းတယ်ပေါ့နော်သူမှအတိတ်ကံအတိတ်ကံအထောက်ကူရှိတယ်သူကဟိုဘာတွေအထိအဓိကအားသာမှုရှိလဲဆိုတော့သူကဥဆောင်မှုကောင်းတယ်သူကနေရာကောင်းအလောက်ကန်ကောင်းကောင်းကိုသူကညံ့မှာရရှိနိုင်တယ်အဆောက်အအုံရှိတယ်ပေါ့နော်ဒါလေးကိုအဓိကအများအပြားတွေ့ရတယ်ပေါ့နော်သူကဟိုပြီးတော့အလိုရှင်အပေါင်းကိုလည်းသူကမြေးရေးနိုင်တယ်လို့ဒီအမှတ်သားပြတယ်ပေါ့နောက်တစ်ခုကတော့ဒီ နှလုံးလန်းနဲ့မြည်ဥကောင်းလန်းကြမှာပေါ့နော်ချက်ရှိကက်ပါနေပြီပေါ့နော်ဆိုချက်ရှိကက်ကလည်းဟိုကောင်းမွန်တဲ့ချက်ရှိကက်ဖြစ်ရမယ်ပေါ့နော်အဲဒီလိုပုံမှာပြပေးထားသလိုချက်ရှိကက်ပါနေမယ်ဆိုရင် तू ကကောင်းဘက်ကိုပို့ပြီးရနေမှာရစီနိုင်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့အကောင်းဘက်ကို तू ကနောက်ပိုင်းမှာမှပို့ပြီးရမှာပေါ့နော်ဘာတွေအဓိကသူ့ဘက်မှာကြုံရမလဲဆိုတော့ဘွားတစ်လျှောက်လုံးမှာ तू ကလောကရန်ဟိုကောင်းကောင်းရင်ဆိုင်ကျော်ဖြတ်ရလိမ့်မယ် तू ကသူ့ရဲ့ဘွားမှာစိတ်ပင်ပန်းမယ်အခက်ခဲအတားစီညားနိုင်တယ်ပေါ့နော်နားလည်းသူလည်းသူ့မှာရှိတယ်ဘွားမှာတပားသူရဲ့ ဲ့လိုသူကလိညာမှုကိုတခါမှကကြုံဝတ်တတ်တယ်ပေါ့နော်ဒါတွေကနေပြီးဒါတွေကနေပြီးသူကအကောင့်ဘက်ကိုရမှာပေါ့နော်ဒါတွေကနေသူကကြော်ဖြတ်နိုင်တယ်သူရဲ့စိတ်ကခိုင်မာတယ်ဟိုမာကြောတယ်ပေါ့နော်စိတ်ကတခုဆိုရင်ဘယ်လိုပဲဖြစ်နေဖြစ်နေသူကသူ့ရဲ့စိတ်ကတနာတက်တဲ့ဂျင်နာတက်တဲ့စိတ်နှလုံးသားပိုင်ရှင်လို့ပြောလို့ရတယ်ပေါ့နော်ဒီလိုတွေကြုံရပြီးဆိုရင်သူ့ရဲ့နောက်ပိုင်းမှာသူ့ရဲ့ကံအနေထားကပိုပြီးကောင်းလာမယ်သူ့ရဲ့ထောက်ကူကပိုပြီးရနိုင်ပေါ့နော်ဟိုအဓိကတော့နောက်ပိုင်းမှာပိုပြီးတော့ကောင်းတဲ့ ်ထောက်ကံကိုပြရတယ်ပေါ့နော်သူရဲ့ပေါ်ရမှာဆိုရင်ကောင်းတဲ့အဆောက်အအုံပြီးကုညီမသားမှုတွေကိုသူရရှိနိုင်မယ်ဒါဘာသာရေးနဲ့ကောင်းမွန်လမ်းကိုရောက်စေနိုင်တယ်ပေါ့နော်သူအဓိကတော့ဘာသာရေးကိုပို့ပြီးအပြုမှာဆိုရင်သူကမှဟိုကောင်းမွန်တဲ့လမ်းပေါ့နော်ကောင်းမွန်တဲ့ဆရာကောင်းမွန်တဲ့အဲအောင်မြင်မှုကိုရရှိနိုင်တယ်လို့ပြရတယ်ပေါ့နော်နောက်ဆုံးမှသူကဟိုကောင်းသောဟိုအရာတွေကိုပို့ပြီးအပြုမယ်ဆိုရင်ဒီမှသာချက်ချင်းကပို့ပြီးတော့အကျိုးပေးတယ်ပေါ့နော်။ဘဝမှာအစဉ်ပြေအောင်မြင်မှုကံတွေကိုလည်းဒီချက်ချင်းကပြပေးတာဖြစ်ပါလေခင်ဗျာ။ ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်